မြန်မာနွေခရိုနီကယ်နိုဝင်ဘာ30ပြည်တွင်ကအမှုပညာရှင်အားလုံးကိုရွေးကောက်ပွဲအတွက်လှုံ့ဆော်ဝါဒဖြန့်ရမှအသုံးချမြန်မာနိုင်ငံပြည်ပမှာနေထိုင်ပြီးလောလောဆယ်မြန်မာနိုင်ငံနဲ့ပြန်မသွားတဲ့အမှုပညာရှင်တွေဖို့အနာသိန်းစစ်တပ်ရဲ့လာမယ့်ရွေးကောက်ပွဲအတွက် ဝါရဖြန့်ကမ်ပိန်မှာမပါဝင်မဲ့နေခွင့်ရှိပေမဲ့ဖြီးရင်းမှနေထိုင်ပြီးနုပညာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ဆိုတော့တရုတ်ဆောင်ဒါရိုက်တာတွေဖို့စစ်တပ်ရဲ့ဖိအားကိုတွန်းလှန်နိုင်ဖို့ခက်ခဲမဲ့အနေအထားရောက်နေကြတာဖြစ်ပါတယ်။ချို့သောတရုတ်ဆောင်အစိုးရနဲ့ဒါရိုက်တာတွေကတော့ငကူကလေးကစစ်တပ်နဲ့နှီးဆက်တဲ့ဆက်ဆံရေးရှိနေပြီးစိတ်လူလဲရကိုလှုံ့ဆော်ပေးနေကြတာဖြစ်လို့၎င်းတို့အတွက်ကပြဿနာမဟုတ်ပေမဲ့နုပညာရှင်အများအပြားကဒီလိုဝါရဖြန့်ကမ်ပိန်မှာမပါဝင်လို့ကြပါဘူး။၎င်းတို့နဲ့အချို့က မိမိတို့အသက်မွေးအကြောင်းအလုပ်ကိုသာလုပ်ကိုင်းလိုပြီးနိုင်ငံရေးနဲ့မဆက်ဆက်လိုကြတဲ့သဘောဖြစ်ပြီးချို့ကတော့အာဏာသိမ်းမှုကိုမထောက်ခံစစ်တပ်ကိုလည်းမလိုလားပေမဲ့အကြောင်းကြောင့်ပြည်တွင်းမှာနေထိုင်ပြီးဒီအလုပ်အသက်မွေးမှုကိုမစွန့်လွန်နိုင်လာကြောင်းဘေးကျန်နှံချက်နေထိုင်မျိုးရင်ဆိုင်ချရတာဖြစ်ပါတယ်ပထမအမျိုးအစားမှာတရုတ်ဆောင်ခန့်စီသူစုမြတ်သူစားတို့လိုအာဏာရှိတဲ့အစိုးရနဲ့ပေါင်းသင်းမဲ့လူပညာရှင်မျိုးတွေပါဝင်ပြီးတတိယအမျိုးအစားမှာတော့ဆီယနာသိမ်းပြီးနောက်ဖန်ဆီးထောင်ချခံခဲ့ရတဲ့ တရုတ်ဆောင်အင်ဒရာကျော်စင်ပြည်တီဦးတို့လိုလူပညာရှင်တွေ ပါဝင်တယ်လို့ဆိုနိုင်ပါတယ်ခေဆက်ဆက်စစ်တပ်ဟာ၎င်းရဲ့ဝါဒဖြန့်ချီရေးအတွက်ရုပ်ရှင်ဇာတ်လမ်းတွေစာဆောင်တွေထုတ်လုပ်ဖြန့်ချီခဲ့ကြပြီးလူလက်ရေးရပိကာစခေတွေကလေးကရောက်ရီမဂဇင်းဟာစစ်တပ်ပိုင်းမဂဇင်းဖြစ်ပြီးနောက်ပိုင်းမဆာလာခေကုံနဝတခေတွေမှာတော့ဝေတာရီတို့လိုမဂဇင်းတွေကိုပါသိမ်းယူခဲ့တာဖြစ်ပါတယ်လူလက်ရေးပိကာစပြည်တွင်းစစ်နောက်ခံဝိထုတွေကိုဗမာတပ်မတော်ကရရှိဟောက်စာရေးစရာတွေရေးသားခဲ့ကြတယ်လို့ ချိုသောဝတ္ထုတွေကိုရုပ်ရှင်ဖြစ်လဲထုံးလုံးဖြန့်ချီခဲ့ကြတာတွေ့ရပါတယ်။လွတ်လပ်ရေးပီးကာစကာလမြောက်ရီမဂ္ဂဇင်းကနေနောက်ပိုင်းရုပ်မြင်သံကြားခေတ်ရောက်လာတဲ့အခါမြောက်ရီရုပ်သံကို1995ခုနှစ်မှာစတင်ခဲ့တယ်လို့မြောက်ရီသတင်းစာကိုလည်း1988ဆီယနာသိမ်းပြီးနောက်ပိုင်းထုတ်ဝေခဲ့တာဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာစစ်တပ်ရဲ့ဝါရဖြန့်ချီရေးနဲ့ဆိုရဝါရဖြန့်ချီရေးက90 80ရာခိုင်နှုန်းထပ်တူထက်မြဖြစ်ခဲ့တာပါ။ခုလိုစစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ ။ဆိုပါဝါရဖြန့်ချီရဲနှစ်ခုရဲ့အကြောင်းအရာ90ရာခိုင်နှုန်းနီးပါးကအတူတူပဲဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။2021ခုနှစ်ဆရာအာနာသိမ့်ပြီးကစားဆန္ဒပြမှုတွေမှာလူပညာရှင်အများအပြားဆရာနာသိမ့်မှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသလိုစီရီယမ်လှုပ်ရှားမှုအတွက်လုံဆောင်ပေးခဲ့ကြတာတွေလည်းရှိခဲ့ပြီးအနာသိမ့်စကောင်စီကလူပညာရှင်အများအပြားကိုရာဇသက်ကြီးပုံမှ905ကကြီနဲ့ဝရန်ထုတ်ကဖန်ဆီးခဲ့တာပါ။ဖန်စီမခံရအောင်နေဆက်ဒေတာတွေကတစဉ်အိန္ဒိယနိုင်ငံတတိယနိုင်ငံတွေစီထွက်ပြေးတိမ်းရှောင်သူတွေ ဖန်စီခံရပြီးထောင်နဲ့အပြစ်ပေးခံရသူတွေအများပြားရှိခဲ့ပါတယ်။ကျင်းနောက်နဲ့နှစ်နဲ့ချီနေထိုင်ခဲ့ကြရသူတွေလည်းရှိခဲ့တာပါ။တစ်ဖက်မှာလည်းဆရာနာသိမှုကိုထောက်ခံခဲ့သူအနာသိဆန်းချီရေးဆန္ဒပြဝဲတွေမှာမပါဝင်ခဲ့တဲ့ဥပညာရှင်တွေကိုသပိတ်မှလူမှုရေးပြည်တံခတ်ဖို့လှုံ့ဆော်မှုတွေနဲ့ဆိုရှယ်မီဒီယာမှာကြေပြန့်စွာဖြစ်ပေါ်ခဲ့တာပါ။အနာသိမှုနောက်ပိုင်းနှစ်တွေမှာစစ်ကောင်စီကကျင်းပတဲ့ကြံပွဲတွေမှာတွားရောက်ဖြိုပြီးတဲ့ဥပညာရှင်တွေကိုလည်းမြို့တော်လေးထောက်ခံသူလူလူတွေက တပိတ်မှလူမှုရေးပြည်ထန်ခတ်ဖို့လုံဆောင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ကာလတွေမှာတော့ဥပညာရှင်တွေအများစုကစစ်အစိုးရနဲ့ခတ်ဝေးဝေးနေခဲ့ကြပြီးစစ်တပ်ထောက်ခံတဲ့ဥပညာရှင်တွေကသာစစ်ကောင်ဆောင်ရဲ့ပြပခီးစဉ်အသွားပြန်တွေမှာပို့ဆောင်တာကြိုးဆိုတာလုပ်ခဲ့ကြတာဖြစ်ပါတယ်။ခုလက်တလောကာလမှာဒီကုံမှချင်းပါမယ့်ရွေးကောက်ပွဲဝါဒဖြန့်ကံပေမှာလူပညာရှင်တိုင်းပါဝင်ကြရမယ်ဆိုတဲ့အဆုံးဖြတ်ချက်ကိုအာနာသိန်းစစ်ဆူရကချမှတ်ထားပုံရပြီး ရွေးကောက်ပွဲကိုထောက်ခံလှုံ့ဆော်တဲ့ဇလန်းတို့ဒေသချင်းနှူးဆော်ချက်ဗီဒီယိုတို့စရှိတာတွေထုတ်လုပ်ပြီးလူလူကိုဖျန်းချီဖို့ဖျားပေးလှုံ့ဆော်လာတာတွေ့ရပါတယ်။မြို့တော်လင်းအင်အားစုသူတို့ဖြင့်ဒီပမာနေထိုင်ကြတဲ့လူပညာရှင်တွေနဲ့တချို့လှုပ်ရှားသူအင်အားစုတွေကရွေးကောက်ပွဲကိုထောက်ခံလှုံ့ဆော်မှုမှာပါဝင်တဲ့လူပညာရှင်တွေကိုတပိတ်ပေါက်ချဖို့လူမှုရေးပြည်တံခတ်ကြဖို့နှိုးဆော်နေကြတာလည်းဖြစ်ပါတယ်။ပြည်ရင်းကလူပညာရှင်တွေအနေနဲ့ရွေးကောက်ပွဲထောက်ခံဝါဒဖြန့်ကမ်းပေးမှာမပါဝင်ရင် ဖန်ဆီးခံရနိုင်တဲ့အနေအထားမျိုးထိအနာသိစစ်တပ်ကခြိမ်းခြောက်နေတဲ့အခြေအနေမျိုးမှာပါဝင်ဖို့ညှင်းဆန်ရဲမဲ့သူရှားပါတဲ့အခြေအနေလေးဖြစ်ပါတယ်။ချို့သောနုပညာရှင်ရုပ်ရှင်သမားအချို့ရွေးကောက်ပွဲစမ်းကျင်မှုပတ်သက်တဲ့ဆိုရှယ်မီဒီယာ post ကိုနှစ်သက်တာထောက်ခံတာသင်္ကေတပြယုံနဲ့ဖန်ခံနေကြရတာကြောင့်လဲနုပညာရှင်တွေကကြောက်ရွံ့မှုကမြင့်တက်လာနေတယ်လို့ဆိုနိုင်ပါတယ်။တစ်ဖက်မှာလည်းရွေးကောက်ပွဲဝါရဖြန့်ကမ်ပိန်းမှာပါဝင်သူအလုံးကိုသဘေးမောက်ဖို့လူမှုရေးပြည်ထောင်ခတ်ဖို့မြို့တော်လိုင်းအင်အားစုတွေဘက်ကလှုံ့ဆော်မှုကြောင့် စစ်တပ်ကိုမလိုလားပေမဲ့ဖန်ခံရမယ့်အန္တရာယ်လူပညာအသက်မွေးလုပ်ကိုဆွလွတ်လိုက်ရမယ့်အန္တရာယ်တွေကြောင့်ပါဝင်ရသူတွေဖို့ဘေးကျန်နှံချက်နေထားမျိုးလည်းဖြစ်ပါလိမ့်မယ်။အနာဒိစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ခံမယ့်အကျိုးဆက်ကလူပညာလောကကိုကြီးမားတဲ့ကြေရိုက်ခတ်မှုတွေဖြစ်စေသလိုလူပညာရှင်တွေနဲ့ပရိသတ်တွေကြားလဲနားလည်မှုရှုပ်ထွေးစေတဲ့အထိတရားမှုတွေဖြစ်စေပြီးရန်ငါပြက်စေတာလားစီယုံရေးပြက်စီးစေတာလားဆိုတာရှင်းရှင်းလင်းလင်းကောက်ချက်ချဖို့ခက်ခဲတဲ့အနေအထားဖြစ်လာစေတာတွေ့နေရပါတယ်ရှင်။